မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့တော်သတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့လာမယ့်နှစ်ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပပြီးစီရန်လူကြောင်းနာစကားဥက္ကဋ္ဌပြောကြားတဲ့သတင်းဖြစ်ပါတယ်ကျူတင်မဲကိစ္စရများနဲ့ပတ်သက်လို့နိုင်ငံတကာမှစာဝတ်နေမှုများကိုလေ့လာဆောင်ရွက်လျက်ရှိကြောင်းနဲ့အချို့နိုင်ငံများတွင်ကျူတင်မဲပေးခြင်းများကိုခွင့်မပြုထားကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစီအွေတွင်ထည့်သွင်းပြောကြားကြောင်းသိရပါတယ် အဆိုပါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးကိုမတ်လ25ရက်နေ့နေ့ပိုင်းကနေပြည်တော်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌယုံအစည်းအဝေးခန်းမမှာပြုလုပ်ခဲ့ခြင်းဖြစ်ပြီးလုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိတဲ့တပ်မတော်သားများမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပြည်ပသူတရားဝင်သွားရောက်လျက်ရှိတဲ့ပြည်သူများရဲ့ဆန္ဒမဲပေးနိုင်ရေးအတွက်လည်းထည့်သွင်းစဉ်းစားရန်လူကြောင်းလူကိုပြောကြားပါရစေ။အလာဒူပို့ချုပ်မှုကြီးကကြိုတင်မဲပေးခွင့်နဲ့ပတ်သက်လို့ အားလုံးဝိုင်းဝန်းစဉ်းစားဆွေးနွေးကြစီလိုကြောင်းနဲ့မိတို့ပင်ဖြစ်စေလာမယ့်နှစ်ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပပြီးစီရန်လိုကြောင်းပြောကြားပါရစေ။ ဒါအပြင်ဆန္ဒမဲပေးမှုနဲ့ပတ်သက်လို့နိုင်ငံတကာတွင်ရေကောက်ဝဲကျင်းပမှုများကိုလေ့လာ၍ငွေကြေးကုန်ကျမှုများတော့လေမိမိတို့နိုင်ငံနဲ့ကိုက်ညီပြီးမဲမတမာမှုပြုလုပ်ရန်မလွယ်ကူတဲ့စနစ်ဖြစ်သော electronic voting machine စနစ်ဖြင့်ဆန္ဒမဲပေးရန်ကြိုတင်ပြင်ဆင်လျက်ရှိကြောင်းနဲ့မိမိတို့ကျင်းပတဲ့ပါတီစုံဒီမိုကရေစီအထူးထူးရေကောက်ပွဲဟာလွတ်လပ်၍တရားမျှတပြီးမတမာမှုကင်းရှင်းတဲ့ရေကောက်ပွဲဖြစ်အောင်ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရမှာဖြစ်ကြောင်းပြောကြားရလို့သိရှိရပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့အတက်ပညာအရာအားနည်းသူများဖြင့်နိုင်ငံတော်ကိုတည်ဆောက်မယ်ဆိုပါကစိန်ခေါ်မှုများစွာကိုကျုံတွေ့ရမယ်လို့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။အခြေခံပညာအထက်တန်းအထိပညာသင်ကြားခဲ့တော့လေအဆိုပါအခြေခံပညာအထက်တန်းဆောင်ပွဲကိုအောင်မြင်မှုရှိတဲ့ကျောင်းသားကျောင်းသူများအတွက် Polytechnic Institute များဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကမတ်လ25ရက်နေ့နောက်ပိုင်းက နေပြည်တော်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌယုံအစည်းအဝေးခန်းမှာမှကျင်းပပြုလုပ်ခဲ့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင်ထည့်သွင်းပြောကြားကြောင်းသိရပါဗျ။တက္ကသိုလ်ဝန်ထမ်းအောင်မြင်မှုမရှိသေးသူများတက်ရောက်နိုင်ပေ Polytechnic Institute တနှစ်သင်တန်းမှအစာရီနှစ်လိုက်သင်တန်းများဖွင့်လှစ်ပေးနိုင်ပြီးလာမယ့်ပညာသင်နှစ်တွင်ဆက်မပေးသွားမှာဖြစ်တာကြောင့်လိုအပ်သည်များကိုကြိုတင်ပြင်ဆင်ထားရှိရမှာကြပါဗျ။ အနာဂတ်နိုင်ငံရေးတွင်ပညာတက်မြောက်ခြင်းမတက်မြောက်ခြင်းဟာနိုင်ငံရေးတည်ငြိမ်မှုအပေါ်တွင်တည်ရောက်မှုရှိနေသည်ကိုတွေ့ရှိရတဲ့အတွက်မိမိတို့အနေဖြင့်အတန်းပညာအားနည်းခဲ့သူများကိုပြစ်ထားရရမှာမဟုတ်ပေ။ကျောင်းပြင်ပပညာရေးနှင့်ဘုဒ္ဓတရှာမီရေးအတွက်စာကြည့်တဲ့များဒေတာအလိုက်ပြုလုပ်ပေးခြင်း၊စာကြည့်တဲ့လုပ်ငန်းများကိုအားပေးခြင်း၊စာပေါ်ဝါများစီစဉ်ပေးခြင်း၊စတဲ့ကျောင်းပြင်ပပညာရေးဖြင့်အားပေးဆောင်ရွက်ရမှာဖြစ်ကြောင်းဖြင့်ပြောကြားခဲ့တယ်လို့သိရှိရပါတယ်ရှင်။ နောက်ဆုံးတင်ဆက်ပေးမှာကတော့နိုင်ငံတော်လုံခြုံရေးနှင့်ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်အခြေခံဆွေးနွေးတဲ့မြမငြိမ်းချမ်းရေးဆွေးနွေးပွဲနောက်ဆုံးနေ့ဆက်လက်ကျင်းပတဲ့သတင်းဖြစ်ပါတယ်။စစ်ဘက်အရက်ဘက်တာဝန်ရှိပုဂ္ဂိုလ်များပါဝင်ဆွေးနွေးနေတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ2025ရဲ့တတိယနေ့ဆွေးနွေးမှုကိုမတ်လ26ရက်နေ့နေ့ပိုင်းကနေပြည်တော် MICC2 အမျိုးသားစည်းလုံးညီညွတ်မှုနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟုဌာန NSB NC တွင်ဆက်လက်ကျင်းပကြောင်းသိရပါတယ်။အစီအွေသူ NSB NC ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးရပြည် အတွင်မူဒုတိယဘူဇုကြီးမေနိုင်အပါဝင်စစ်ဖက်ရက်ဖက်တာဝန်ရှိသူများတက်မလို့အငြိမ်းစားအရာရှိများပြည်တော်စုဝင်ကြီးများတိုင်းသားလက်နက်ကိုင်ဖွဲ့များနိုင်ငံရေးပါတီများမှတာဝန်ရှိသူများစစ်ပွားရေးသမားများနဲ့ပြင်ပမှတက်သည့်ပညာရှင်များပါတက်ရောက်ဆွေးနွေးနေကြခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်